မိမိရဲ့အစီအစဉ်ကိုဇီလန်စကီကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမကြိုက်ရင်တော့ဆက်တိုက်ရမှာပဲလို့ထရန့်ကပြောပါတယ်။လက်ရှိယူကရိန်းရဲ့စစ်ရေးချင်းတွေဟာတော်တော်လေးကိုစိုးရနေပြီးရှေ့တန်းမှာလည်းရုရှားရဲ့ပြင်းထန်တဲ့ထိုးစစ်ကိုကြံ့ကြံ့ခံရင်ဆိုင်မှုအတွက်လူအင်အားလက်လက်အင်အားနှဲပါလာတဲ့အခြေအနေရင်ဆိုင်နေရပါတယ်။အင်အားက၈စတစလောက်ကွာနေပါတယ်။ရုရှားတပ်တွေကတော့လုံးဝတော့မဆုတ်ပဲအပြင်းထန်ထိုးစစ်ဆင်နေပြီးတမနာ ်လူတင်အနေနဲ့ကလည်းအရှုံးနဲ့အဆုံးသတ်ရမှာကိုမလိုလားတဲ့အတွက်အလုံးစုံခြာနေနေရတဲ့ခြေနေပါ။ဒါကြောင့်အမေရိကန်သမ္မတ Trump ကသူ့ရဲ့အကြံပြုချက်28ချက်ကိုထုတ်ပြန်လိုက်ပြီးဒီအကြံပြုချက်28ချက်ကိုမလိုက်နိုင်တော့စက်တိုက်ရမှာပဲလို့ပြောပါလိမ့်။ Ukraine ရဲ့ American Citizen of the World အမိတဲ့အခါမှာ Zelensky ကလက်အောင်ကြိုက်ရမှာဘာလို့တမန် Trump ကအင်ဂျီလိုမှာတရင်တော့တွေကိုပြောပါတယ်။နာမည်ကြတာပရင်းနဲ့နောက်ဆုံးထားပြီးဖြေပေးရမှာပါ တူတောင်းမကြိုက်ဘူးဆိုရင်တော့သူတို့ဆက်ပြီးတိုက်နေအောင်ပဲပဲထင်ပါတယ်ကျွန်တော်တို့ကတော့ဒီတိုင်းပဲကြည့်နေမှာဘောလို့သူကပြောပါတယ်ဇီလန်စကီးကအမေရိကန်ဘက်ကပြောတဲ့အစီအစဉ်လုပ်ငန်းကိုတရားဝင်လက်ခံရရှိထားပါတယ်လို့ဇီလန်စကီးယုံကလည်းပြောပါတယ်ဇီလန်စကီးရဲ့ပြည်သူကိုပြောကြတဲ့မေကွန်းမှာမိမိတို့ယူကရိန်းဟာအဆိုးအဝါဆုံးအခြေအနေနဲ့တမိုင်းတစ်လျှောက်အခုခါတော်တော်ကြက်တဲဆုံးကာလရောက်ရှိနေတယ်လို့ပြောပါတယ် ဇီလန်စကီအနေနဲ့အမေရိကန်ရဲ့မဟာမိတ်ထူးကိုစွန့်ပစ်မလားအမေရိကန်ကမ်းလှမ်းတဲ့စစ်ပွဲရဲ့ဆိုင်28ချက်ကိုပဲလိုက်နိုင်ရမလားရွေးချယ်စရာနှစ်ခုပဲရှိပါတော့တယ်နိုက်ဒီဘော့စ်မှာဇီလန်စကီအလာမရဲ့ပါနေထရယ်လက်ရှိတန်မဲရေးခွင့်လမ်းနေတဲ့ညီကြေးအတွက်လိုအပ်တဲ့အဓိကချက်တွေစွန့်လို့ပြောလင့်ထားကြောင်းပြောပါမယ်အမေရိကန်စီစဉ်ရဲ့သေးစိတ်ချက်လက်တွေနောက်တိုင်းမီဒီယာတွေကိုပေါက်ကြားခဲ့ရမှာအမေရိကန်နဲ့ချားနိုင်ငံတွေဟာရုရှားရဲ့ခရိုင်းမီးယားဒုံးပတ်နဲ့ယူကရိန်းကလက်လွတ်ပေးရမယ် တခြားနိုင်ငံတွေပေါ်ချုပ်ချာအာဏာအသိမဲ့ပြုဖို့လိုအပ်မယ်လို့ပါပါတယ်။အလဲလဲတွေနဲ့ယူကရိန်းအမေရိကန်နဲ့ဥရောပစီကံတွေလုံခြုံရေးအာမခံချက်ရမှာဖြစ်ပါတယ်။ဒါပြင်ယူကရိန်းစစ်တပ်ကိုတည်တည်တတ်တာရှော့ချပြီးကွာဝေးတာဝေးပြစ်လက်နက်တွေကိုဖယ်ရှားရမယ်ဆိုတဲ့ချက်လည်းပါပါတယ်။ယူကရိန်းနိုင်ငံနဲ့နိုင်ငံခြားတစ်ခွတ်ခြားထားချက်ကိုလည်းတားမြစ်ပါမယ်။ရုရှားဘာသာစကားဟာတေးဝေးဘာသာစကားဖြစ်လာမှာပါ။ American season တက်မှာရုရှားပေါ်ပိတ်ဆို့အရေးယူမှုရုံသိမ်းဖို့လည်းတောင်းဆိုထားပါတယ်။ ဒါပေမဲ့ရုရှားအနေနဲ့လည်းဒီ28ချက်ထဲကတစ်ချက်ကို ဖောက်ဖျက်ပြီဆိုတာနဲ့အရေးယူမှုတွေအားလုံးကိုအရင်မူလအတိုင်းပြန်ဆလုပ်သွားမယ်ဆိုပြီးသမ္မတ်ထရန်ကပြောထားတာပါအဲ့ဒီအချက်28ချက်ကိုမဖောက်ပြန်မှုအတွက်အဖွဲ့တစ်ခုကနေကြီးကြပ်ကုတ်ကဲမှာဖြစ်ပြီးအဲ့ဒီအဖွဲ့ကိုမိမိကိုယ်တိုင်ကူးဆောင်မယ်ဆိုပြီးတော့သမ္မတ်ထရန်ကပြောထားပါတယ်ဘယ်နှဖန်တနင်္ဂနွေနေ့မှာတော့ဥရောပမဟာမိတ်ခေါင်းဆောင်တွေကို ်အမေရိကန်ကငင်းကြေးမှု28ချက်နဲ့ပတ်သက်လို့ပထမဆုံးကျင်းတရားဝင်အကြေညွတ်တင်ပြမယ်လို့ဖော်ပြပါတယ်။ဥရောပကောင်းဆောင်တွေဘက်ကတော့တက်နိုင်သမျှအခြေစွဲပါလိမ့်မယ်။တောင်အာဖရိကမှာပြုတ်တဲ့ G20 ထိပ်သီးဆွေးမှာဥရောပကောင်းဆောင်တွေတည်တံ့တွဲဆုံပြီးမှထရရဲ့28ချက်မှုနဲ့ပတ်သက်ပြီးအသေးစိတ်ဆွေးနွေးကြမယ်ဆိုပါတယ်။ထရကဇလန်စကီကိုလူဘာ29ဆုံးဆုံးထားပြီးငင်းကြေးမှု28ချက်သဘောပြုကြောင်းလက်မှတ်ရေးထိုးရမယ်လို့ပြောထားပါတယ်။ဒါကြောင့်ဥရောပကောင်းဆောင်တွေရဲ့အကျင့်ရည်နေပါတယ်။ မင်းကထွန်းတဲ့ဂျာမန်ဒီပလီဖက်ဒစ်မားစ်ကိုဖုန်းကနေဆွလို့မယ်အသေးစိတ်ထုတ်ပြန်ခြင်းမရှိသလိုအဆင်ပြေပုံလည်းမရပါဘူး။ဟောဘကောင်းဆောင်တွေပဲကတော့ထူးထူးခြားခြားကြီးဒီကိစ္စနဲ့ပတ်သက်ပြီးတိတ်ဆိတ်နေပါလေ။ဒါကိုကြည့်ချင်းအဖြစ်ဟောဘကောင်းဆောင်တွေပါတိတိတတ်တာသဘောတူတဲ့အထက်မှာပါနေလားဆိုတာမေးဖို့ထောက်ရဖွယ်ရှိနေပါလေ။ဒီငင်းကျင်းရေးအဆိုပြုချက်28ချက်ကိုမိမိလည်းမူကြမ်းမိတ်ထုလက်ခံရရှိထားကြောင်း ရုရှားသမ္မတပူတင်ကတရားဝင်အတည်လင်းပြောလာပါတယ်။ဒီငင်းကြိမ်းမှု28ချက်ကိုယူကရိန်းဘက်ကညှိစေရင်တော့တိုက်ခတ်မှုရှိမြင့်တင်ရမှာပဲဆိုပြီးတော့ပူတင်ကသတိပေးထားပါတယ်။တောင်ကြီးကြီးအဖြစ်ဒီမှု28ချက်ကိုပူတင်ဘက်ကလည်းလက်ခံပုံရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှု28ချက်ရရုရှားဘက်ကအသာကြီးပါ။နောက်ဆုံးငင်းကြိမ်းနဲ့ဖြည့်ရှင်းချက်အတွက်အခြေခံဖြစ်သုံးပြနိုင်တာကိုယုံကြည်ပါတယ်လို့ ရုရှားလုံခြုံရေးကောင်စီစီမှာအကြီးအကဲရရှိကြီးတွေကိုတမောပူတင်ကိုယ်တိုင်ပြောခဲ့တာဖြစ်ပါလေ။နောက်သတင်းတမုတ်ပြောခြင်းပါလေ။